ပုံမှန်တော့မင်းတို့က third album ထွက်ချင်တဲ့အတွက်အဒီကြားထဲမှာတော့မင်းတို့ single song အနေနဲ့လည်းထွက်ထားရတယ်ပေါ့နော်။ဘယ်ချိန်မှလဲဆိုရင်တစ်ချိန်လေးထွက်ထားတယ်။ဆိုတော့ထပ်ပြီးတော့လည်းထွက်ဖို့ရှိရပေါ့နော်။အားပေးပါဦး။ vocal vocal training ကြတော့လေမင်းတို့ကလေဟိုပုံမှန်ဆိုလို့ရှိရင်ဒီသူများကိုသင်ပေးတာထက်ပေါ့နော်အမြဲတမ်းမလုပ်ဖြစ်ဘူးဒါပေမဲ့ထူးထူးခြားခြားလေးဟိုစမ်းကြည့်ပြီးတော့၃ယောက်လောက်စပြီးတော့သင်လိုက်တယ်ပေါ့နော်စသင်ပူးရတယ်၃ယောက်လောက်စသင်ပြီးတဲ့အခါကျတော့ဟိုအကုန်လုံးကတကယ်ဒီဇိုင်းမဲ့လိုက်လုပ်နိုင်တယ်အာတကယ်လဲကိုယ့်တို့ဟိုဘယ်လိုပြောမလဲစီးကတ်တာပေါ့နော်ဟိုဒီအဲဒီ vocal class ကိုသင်ပြီးရဆိုကိုယ့်တို့ပို့ပြီးတော့အကောင်းဆုံး ောင်းမင်္ဂလာပါမုံချွအရသာတွေကဘာတွေလဲတဲ့ အဲဒီနေ့ net house la bakery ဆိုင်ဖွင့်ပွဲလေးမှာမင်းတို့ကမမိုးရလဲလားဖိတ်တယ်ပေါ့နော်သူဒီမှာစီစဉ်တဲ့ပွဲလေးဆိုလာပြီးတက်ရောက်ပြီးတော့ကူညီပြီးတက်ရောက်ပြီးပါတဲ့ပွဲတက်ပြီးတော့ကိုကိုပြေးပါဆိုလာပါဒီမှာက net house ပေါ့ပုံမှန်ဆိုလို့ရှိရင်မင်းတို့ဆိုလဲ coffee ဆိုင်ဖွင့်ရတာရဲသဘောကြရတယ်ပေါ့နော်ပြီးတော့ကိတ်မုတ်တွေဆိုလဲပမုတ်တွေဆိုလို့ရှိရင်ရဲကြိုက်တယ်ဆိုတော့ဒီကတော့ဒီ taste ကိုတော့မစားကြည့်ရသေးဘူးဒါပေမဲ့ကြည့်ရရင်ဆွဲဆောင်နေသူရဲ့အရောင် color လေးတွေကစပြီးတော့အနံ့ပေါ့နော်သူရဲ့အရအရတာတော့မသိပေမဲ့အနံ့ န့်နေနေလူကဟိုဆွဲဆောင်နေဆိုတော့အေးစားကောက်မှာပါလို့ဒီလေးလာပြီးတော့အာပီအာပီလို့ရပါတယ်လို့ပုံမှန်ဆိုပါတယ်အချိုတွေဆိုလို့ရှိရင်တော့လူတွေ့တော့အစီရရတက်တာပေါ့နော်ဒါပေမဲ့ဟိုပုံမှန်ဆိုလို့ရှိရင်မျိုးအဲ့လိုပါမုတ်ပါမုတ်ဆိုလို့ရှိရင်အေးရတာအဲ့လိုဟိုအရေးကြီးဟိုချိုနေတဲ့ဟာမျိုးတော့တိတ်တော့မစားဘူးဒါပေမဲ့စိတ်ဖီစီးတဲ့အချိန်မျိုးတွေစိတ်ညစ်တဲ့အခါမျိုးဆိုအဲ့လိုပုံကြီးချစ်စရာလေးတွေအဲ့လိုအရေးချိုတဲ့အရာလေးတွေအရေးစားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့စားဖြစ်ပါတယ်တခါတည်းရောဟုတ်အာဒီ neck neck house ဆာ bakery ဆိုင်ဖွဲ့ပွဲလေးလေးပေါ့နော်ဒီထက်ပို့ပြီးအောင်မြတ် ါပါစေတိုးတက်ပါစေလို့မျိုးစတောင်းပေးပါရယ်ဒီတက်ဖို့ပြီးရလဲပေါ့နော်အဲဘယ်လိုပြောမလဲဒီတက်လဲထက်ခါထက်ခါဒီဒီဒီကာလာကြီးမှာပေါ့နော်ဒီကာလာကြီးမှာဒီလိုဆိုင်ဖွင့်နေဆိုတာလဲဒါဟိုဒါဘယ်လိုပြောမလဲဟိုတကယ်ဟိုပတကယ်ဟိုဝါဒနာပါတယ်တကယ်ဟိုသင်္ချာလေးဒီဟာကိုစူးစမ်းပန်းစားလို့ဆောင်ထားရဆိုအရင်ဒီတာရပေါ့နော်ဆိုတော့ဒီတက်ဖို့ပြီးရလဲအမြင်ပါစေလို့စတောင်းပေးပါရယ်အဲတချင်းလေးကလှုပ်ဖြစ်နေရယ်တချင်းလေးကလှုပ်ဖြစ်နေရယ်ပြီးတော့မင်းတို့ ဆက်ပြီးတော့ဘာတွေ run လဲဆိုတာဒါပရိသတ်ကြီးစောင့်ကြည့်ပြီးပေါ့နော်ဒါပေမဲ့ဒီကာလမှာတော့ဟိုအရန်ခက်ခဲတယ်လေမင်းတို့တို့ပညာရှင်အတွက်ပုံမှန်ပုံမှန်ဆိုလို့ရှိရင်မင်းတို့ကဒီတချင်းတွေကိုအများနဲ့တလားတခါထွက်နေကြပြီးတော့ပရိသတ်တွေလည်းအမျိုးမျိုးသောအမျိုးမျိုးသောအမှုပညာပေါ့နော်အမှုပညာနဲ့ပတ်သက်လို့ဟိုအသိအသိစမ်းနေပေးချင်ပေးချင်ပေးနေကြပေါ့ ဆိုတော့ဒီဒီကာလမှာတော့မပေးပြစ်ဘူးမပေးပြစ်လိုက်တဲ့အပေါ်မှာစိတ်တော်မကောင်းဘာဖြစ်လို့ဆိုကိုဝါဒနာပါတယ်ကိုအာသနာဒီနုညာပဲရှိရတာကြတော့လေအဲဒီတက်ပို့ပြီးတော့လည်းမင်းတို့ဒီအမှုပညာကိုဆက်ပြီးတော့ပရိသတ်တွေနဲ့လည်းတပင်းကြီးပေါ့နော်ပရိသတ်တွေနဲ့ရင်မချင်းတိုက်ဆိုင်မဲ့တချင်းမျိုးတွေကိုခြားပြချင်ပါတယ်အဲ့လိုမျိုးပြောချင်ပါတယ်ဟုတ်အပေါ်မှာဆိုမင်းတို့ကဒီနိုင်ငံရေး sorry ဒီကာလပေါ့နော်နိုင်ငံနိုင်ငံရေးနဲ့ပြီးတော့ယောဂကာလမဖြစ်ခင်ခဲ့တဲ့မင်းတို့က second album ထွက်ပြီးသားဆိုတော့အခု third album ဆိုရရောလောက်ထား တာအကုန်လုံးလည်းပြီးနေပြီဒါပေမဲ့ရုတ်တရက်ကြီးဖြစ်သွားတဲ့ကိစ္စကြတော့အခုလိုအဲ့တော့ကျမတို့ကောင်းကောင်းမွန်မွန်ထုတ်ချင်တဲ့ခွေလေးပေါ့နော်ကြက်စီထားတဲ့ຢာလေးရွယ်ထားတဲ့ຢာလေးရှိတဲ့အခါကျတော့ဒီຢာရဲ့မဖြစ်မဖြစ်တဲ့အခါကျတော့အချိန်တော့ဆောက်အောင်ပါပေါ့နော်နည်းနည်းတော့နည်းနည်းတော့နောက်ကျသွားတာနောက်ဆုတ်သွားတဲ့အခါကျတော့စိတ်တော့မကောင်းမွန်မွန်လည်းထပ်ပြီးရောပြိတ္တတွေအာအတိတ်တွေပေါ့နော်မျိုးမျိုးသောတချင်းမျိုးတွေလည်းခြားပြခြင်းမပြီးရဲ့လို့ဟော ပုံမှန်တော့မင်းတို့က third album ထွက်ချင်တဲ့အတွက်အဒီကြားထဲမှာတော့မင်းတို့ single song အနေနဲ့လည်းထွက်ထားရတယ်ပေါ့နော်။ဘယ်ချိန်မှလဲဆိုရဲတဲ့ချင်းလေးထွက်ထားတယ်။ဆိုတော့ထပ်ပြီးတော့လည်းထွက်ဖို့ရှိရယ်ပေါ့နော်။အားပေးပါဦး။ vocal vocal training ကြတော့လေမင်းတို့ကလေဟိုပုံမှန်ဆိုလို့ရှိရင်ဒီသူများကိုသင်ပေးတာထက်ပေါ့နော်အများနဲ့မလုပ်ဖြစ်ဘူးဒါပေမဲ့ထူးထူးခြားခြားလေးဟိုစမ်းကြည့်ပြီးတော့၃ရက်လောက်စပြီးတော့သင်လိုက်တယ်ပေါ့နော်စသင်ပူးရတယ်၃ရက်လောက်စသင်ပြီးတဲ့အခါကျတော့ဟိုအကုန်လုံးကတကယ်ဒီဇိုင်းမဲ့လိုက်လုပ်နိုင်တယ်အာတကယ်လဲကိုယ့်အတွက်ဟို ဘယ်လိုပြောမလဲစီးကက်တာပေါ့နော်ဟိုဒီအဲဒီ vocal class ကိုတင်ပြရဆိုကိုတွက်ပို့ပြီးတော့ကောင်းနိုင်တယ်ပေါ့ကောင်းနိုင်တယ်ဆိုတော့လည်းဆက်ပြီးတော့ငါဒီဟာလေး range ရုံမဲ့ဆိုရယ်တင်လိုက်တော့အဲ post မှာတင်တဲ့ခါကျတော့အကုန်လုံးကလောကဒီ October အတွက်ကိုလောက schedule အဖြစ်ပေါ့နော်အကုန်လုံးကလာတင်ရရပေါ့နော်အဲဆိုတော့ကျေးဇူးနဲ့တင်ပါရယ်ဒါကတော့ guest အဲတင်တင်နာသားကတော့ဒီအော်တိုဘာလာအတွက်ကိုတင်နာသား private ပေါ့နော် private အနေနဲ့ကြီးပဲ private vocal class အနေနဲ့ကြီးပဲအားလုံးပေါင်း9ယောက်9ယောက်10ယောက်လောက်ရှိမယ်ပြီးတော့ group class အနေနဲ့ group class ကတော့တစ်ဖွဲ့ပေါ့နော်ဆိုတော့တစ်ဖွဲ့ဆိုတော့အာလောလောဆယ်ဒီလာတယ်မှာအဲ့ဒါ တင်တဲ့တော့မင်းတို့တလပဲတလပဲဆိုတော့တပတ်ကို၄ရက်ပေါ့နော်တလကို၈ရက်ပေါ့ဆိုတော့အဲ၈ရက်ကို basic ဆို basic ပေါ့ advanced ဆို advanced ပေါ့နော်အဲ basic ကနေ advanced နှစ်ခုလုံးတက်မယ်သူဆိုလည်းတက်မယ်ပေါ့အဲ့လိုပေါ့ပြရတာခက်တယ်သူပါတော့ပေါ့ဘာလို့လဲဆိုတော့ lucky draw ပုံမှန်အဆိုရတယောက်ကသူ့ဘွား life မှာ professional ဖြစ်ရှင်တဲ့သူကဖြစ်ရှင်တယ်တကယ်လို့အပျော်ပဲဆိုရှင်တဲ့သူရှိရပါတော့တချို့ကြတော့လည်းအတန်မကောင်းတချို့ကြတော့လည်းဟိုလောကမဆိုတတ်တဲ့သူရှိရအဲ့ဒါကြောင့်သူတို့ basic ကနေပြီးစတင်တဲ့အတွက် မီးတို့တော့ကတော့အရန်ခက်ခဲ့ပါတယ်ဟုတ်အာပရိသတ်ကြီးများအားလုံးလည်းပေါ့နော်အဲကျမ်းမာချမ်းသာပါစေဒီတက်ပို့ပြီးတော့လည်းဒီစာရေးလေးလည်းအောင်မြင်ပါစေပေါ့နော်ပြီးတော့မီးတို့ဆက်ပြီးတော့အနုပညာလုပ်မဲ့အဲတချင်းလေးတွေလည်းဆက်ပြီးတော့အဆောင်မြင်ကြပါလို့ကျေးဇူးများကြီးတင်ပါတယ်လို့